တယ်လီဖုန်းမှာရှိသော data ဖုန်းမှာရှိသော data သူမိသားစုပြောသော အချက်အလဲရဲတွေအချက်အလဲရဆိုရင်စောအေးစေမှုကိုတစုံတယောက်ကတတ်ပါတယ်ဆိုတော့သက်သေတန်တကာတခုမှမရှိသေး evidence တခုမှမရှိသေးဘူးခင်သူသည်စိတ်ပိုင်းဆိုင်ရာစိတ်ဓာတ်ကျတဲ့အပိုင်းရှိတယ်ခံစားမှုအင်တာခက်ခဲသောကိုယ်ရေးကိုယ်တော်ပြဿနာမိသားစုပြဿနာရှိတယ် ဟုတ်ကဲ့ဆရာဘောပထမဆုံးပေါ့လေကျွန်တော်မိချင်တဲ့မိကွန်ကဒီ February 10ရက်နေ့မှာအဆိုတော်စိုးရိမ်စီမှုရုပ်ရည်တည်ဆုံသွားတာပေါ့လေဒီတည်ဆုံမှုပေါ်မှာသူ့ရဲ့သူ့ကိုချစ်တဲ့ပရိသတ်တွေသူနဲ့နှီးစားတဲ့လူတွေကအမျိုးမျိုးဟိုပြောဆိုရေးသားနေကြတာကိုလည်းကျွန်တော်တွေ့ရတာပေါ့တော့ဒီပေါ်မှာအခြေခံပြီးတော့ဆရာတို့ဆရာတို့ဘက်ကဘာတွေများဆင်းပြပေးနိုင်မလဲဗျနောက်ဆုံးအခြေအနေနဲ့က ဖေဖော်ဝါရီလ14ရက်နေ့စပြီးတော့ကျွန်တော်စုံစမ်းစစ်ဆေးခြင်းစတယ်စုံစမ်းစစ်ဆေးခြင်းဆိုတော့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ပြန်ပြောချင်တာကကျွန်တော်နဲ့ရှင်းနေတယောက်နဲ့ဥဆောင်ပြီးတော့လှုပ်တော့အလုပ်ကလူများဖတ်ဆန်ပေးလို့လည်းမဟုတ်ဘူးအဲဆေးမှုရမိသားစုနဲ့လည်းကျွန်တော်မသိဘူးသူရဲ့ရည်စားနဲ့မိသားစုနဲ့လည်းကျွန်တော်မသိဘူးသို့တော့အမှန်တရားတစ်ခုတော့ဒီနေရာမှာလှုပ်ဖို့လိုနေပြီးတော့အစပိုင်းမှာဘယ်ကင်းရင်ထလာမလဲအွန်လိုင်းမှာအော်ကြတော့ကျွန်တော်ကစင်ကူမှာနေတယ်လေသို့တော်လည်း နောက်ဆုံးဘသူမှမထလာတော့ကျွန်တော်ကအာရှင်းနေတဲ့တိုင်ပြီးတော့ဒီကိစ္စဥဆောင်ပြီးတော့လုပ်တယ်နောက်ဆိုတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကတော့ဒီကျွန်တော်တို့ရှင်းနေတာဒီဘန်ကောက်မှာတပတ်လောက်သွားပြီးတော့ဒီအဲဆင်းမှုရဲ့ညီမဝင်းနေဘူးနဲ့အတူရဲစခန်းတွေသွားတယ်အဲ့ဒီအခင်ဖြစ်ပွားသောနေရာတွေသွားတယ်အခင်ဖြစ်ပွားနေတာပတ်ဝန်းကျင်တွေထပ်ပြီးတော့စစ်ဆေးတာတွေလုပ်တယ်အလောင်းကိုခွဲစိတ်စစ်ဆေးသောအာရဲစင်ယုံကိုသွားတယ် ဆိုတော့နောက်ဆုံးအချိန်တွေကျွန်တော်ပြောရမယ်ဆိုရင်နောက်ဆုံးအချိန်တွေစုံစမ်းစစ်ဆေးတော့ကြံခဲ့တော့ရက်အနည်းငယ်ကဆိုရင်သူ့ရဲ့ MacBook ပေါ့နော်သူ့ရဲ့ MacBook ကိုကျွန်တော်တို့ဝင်ကြည့်နိုင်တော့အချိန်တွေရှိတယ်သူ့ Facebook ကိုသူ့ရဲ့ iPhone ကိုဝင်ကြည့်နိုင်တော့အချိန်တွေရှိတယ်ဒါဆိုရင်ဒါ software အစီအမရဲ့ handphone ဖြစ်တယ်ဒါသူ့ရဲ့ Facebook ဖြစ်ပါတယ် ဆိုတော့သူ့ရဲ့ Facebook သူ့ရဲ့ Messenger သူ့ရဲ့ computer သူ့ရဲ့ phone ထဲမှာရှိတော့အာ record အဲ့ record တွေကသူနောက်ဆုံးအချိန်ထိနောက်ဆုံးသူအင်တာနက်မဝင်သွားခင်အချိန်ထိရှင်းနေကတော့မိနစ်40လို့ခန့်မှန်းနေကျွန်တော်တနာရီလို့ခန့်မှန်းတာကိစ္စမဖြစ်ရိုက်ထားတဲ့ video လေးရှိတယ်ဆိုတော့အဲ့ဒီဗီဒီယိုမှတ်တမ်းဒီရဲတစီမှာရှိတော့ဓာတ်ပုံဗီဒီယိုမှတ်တမ်း ဒီရဲစင်းယုံအလောင်းခွဲစိတ်စစ်ဆေးသောဆံဝင်ရဲ့တက်ပုံးတွေကတော့အများကြီးအထဲမှာပြန်ကြည့်မယ်မိသားစုနဲ့ပြောပြချက်အရာဆိုရင် အခုချိန်ထိစောအေစင်းမှုကိုတစုံတယောက်ကတတ်ပါတယ်ဆိုတော့တက်တည်တန်တကတခုမှမရှိသေးဘူး evidence တခုမှမရှိသေးဘူးခင်ဗျာဟုတ်ကဲ့ဆရာနောက်တစ်ခုပေါ့တော့အခုဆရာတို့ရရှိထားတဲ့ evidence ပေါ့နော်ဒီတက်တည်အထောက်ထားရဆိုလို့ရှိရင်ဒီအစိုးရအစည်းအဝေးတည်ဆုံတာနေနဲ့ပတ်သက်ပြီးတော့ ။ဟောဆရာတို့ဖက်ချက်ကဘာများဟိုကောက်ချက်ချပြောနိုင်တာများရှိမလဲဗျ။အာကျွန်တော်အနေနဲ့ကတော့တရင်ဝင်ကောက်ချက်မချချင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့နောက်ဆုံးအခြေအနေမှာကဓာတ်ခွဲခန်းရဲ့ရက်လက်နဲ့သူ့ရဲ့ကိုယ်ခန္ဓာပေါ်မှာရှိသော DNA လက်ပွေတွေဟာက reset မထွက်လာသေးဘူး။ဒါခွဲခန်းကဘာယူတယ်လဲဆိုတော့သူ့ရဲ့အသွေးတွေအယိုးတွေဦးနှောက်အစတွေအစာအိမ်ထဲမှာရှိသောဟာဦးထဲမှာရှိသောအဟာအစာအိမ်အစ ကြောက်ကပ်အသေးအဲ့ဒီအစနာတွေအကုန်လုံးယူတော့တက်ခွဲကံပို့ထားတယ်အဲ့ဒီ reset ကပါလာမလဲဆိုတော့သူကသူမကာခွင့်နိုင်လောက်အောင်မွေးရေးဆေးဝါးဒါမို့အစိတ်ဓာတုပေဒအများလွှမ်းမှုမှုကိုယ့်ရဲ့ကိုယ်ခန္ဓာမှာရှိမရှိဆိုတော့အဲ့ဒီတက်ခွဲကံရလကတော့နောက်ဆုံးအရေးကြီးသောအရာတစ်ခုဖြစ်တဲ့အတွင်းကောက်ချက်ကတော့ကျွန်တော်ကတော့မချချင်ဘူး ကျွန်တော်အနေနဲ့ comments ပေးပါဆိုလား comments ပေးပါဝင်မရှိဘူးသို့တော့ကျွန်တော်တွေးရှိချက်ကတော့ခုနကကျွန်တော်ပြောသလိုပဲအပြင်လူတွေပြောပကမရှိဩစာပါနော်ရဲဓာတ်ပုံမှတ်တမ်းအရာသူ့ရဲ့အခန်းထဲမှာသူနေခဲ့တော့နောက်ဆုံးချိန်ရုံးရင်းဆန်ခံမှုမရှိဘူးအဆင်းမှုရဲ့နောက်ဆုံးရိုက်ထားသောဗီဒီယိုဒီတနအိမ်မှာတိုင်ခင်လေးအချိန်ထိကသူ့ရဲ့အခန်းထဲမှာအပြင်လူမရှိဘူးသူနဲ့သူ့ရည်စားနှစ်ယောက်ပဲရှိတယ်ဆိုတဲ့အတွင်း ကောက်ချက်ချခြင်းကတော့ကျွန်တော်ကောက်ချက်ချမှာတော့မဟုတ်ဘူးချဖိုင်ခွင့်လည်းမရှိဘူးတရားလည်းမဟုတ်ဘူးခင်ဗျာဒီအေးစင်းမှုတည်ဆုံးဒါနဲ့ပတ်သက်ပြီးတော့ဒီအမှုပေါ့နော်ဒီအမြန်ဆုံးပြပြသွားအောင်ရဲ့ဒီတရားမျက်တပ်မှုမပေါ်အောင်ရဲ့ဒီသက်ဆိုင်တဲ့တောင်းရှိသူတွေကိုဒီလက်ထိုးမှုတွေရှိတယ်လို့ဒီအချို့တွေဝေဖန်ပြောဆိုနေတာကျွန်တော်တွေ့ရတာပေါ့နော်ဒီပေါ်မှာဇာတ်ရုပ်ပဲချမ်းတော့ဗာများချက်ပြပြောပြနိုင်များရှိနိုင်တယ် ုတ်ကဲ့အမှုပိတ်သိမ်းခြင်းမရှိပါဘူးမိသားစုကအမှုပိတ်သိမ်းသည့်တိုင်အောင်ဆရာဝန်ဖက်ကဒီအမှုသည်သွေရောသားရောမဟုတ်ပါလို့ဆရာဝန်ရဲ့ဥစားမှတ်ချက်ပါလာပြီဆိုအဲ့ဒီအမှုကအလိုအလျောက်ပြန်လဲအသက်ဝင်ပြီးတော့ရဲတဲ့အမှုလိုက်ရပါတယ်ရဲတို့ပတ်စံပေးတယ်တဲ့ဒီအမှုပိတ်သိမ်းဖို့ကရဲတက်ဖွဲ့တယ်နဲ့မရအောင်ရဲတက်ရောက်တယ်နဲ့လည်းမပြီးဘူးဌာနအနည်းဆုံးကျွန်တော်အခုသိတာ၃ခုကျော်နေပြီ ရဲအဲ့ဒီရဲစခန်းတစ်ခုသူ့အပေါ်မှာရှိတော့သူလက်ထိုးရမယ်ပြီးရင်လက်ပွေတင်းနေစိတ်ဓာတ်ဌာနပြီးရင်ဆရာဝန်ဆိုတော့အခုခုနကကျွန်တော်ကျွန်တော်ရှင်းနေဟန်နီဖိုးသူပြောတဲ့အထင်းမှာသူ့ရဲ့လှုပ်ဆောင်မှုမှာသူအကြီးဆုံးသောတရားသူကြီးတယောက်နဲ့သူတိုင်ပင်တယ်အဲ့ဒါတရားသူကြီးချုပ်ဖြစ်တယ်တရားသူကြီးချုပ်ဆိုတာဒီထိုင်းနိုင်ငံရဲ့တရားသူကြီးချုပ်သူကတရားရေးဌာနမှာအလုပ်လုပ်တော်သူဖြစ်တယ်နော်တရားသူကြီးချုပ်ကပြန်ပါလဲ ရဲတို့ပတ်စံထိုးလို့ရသည့်တိုင်အောင်ဒီဆံဝန်ဒီရဲဌာနဒီမှုကင်းစေတဟာကိုမရနိုင်ဘူးတဲ့။ဘာလို့ဆိုရဲကလည်းအဲ့ဒီမှုကင်းလုတ်တဲ့ချက်မှာဓာတ်ပုံတွေကိုသူကတပုံလည်းမကောက်ဆယ်ပုံမဟုတ်ဘူး။အများကြီးကိုအသေးစိတ်ရိုက်ထားတယ်လက်ချောင်းတစ်ချောင်းချင်းစီခြေသေးတစ်ချောင်းချင်းစီအာဆိုတော့အကုန်လုံးအသေးစိတ်ရိုက်တယ်ခွဲတယ်ဆိုတော့အဲ့ဒီဓာတ်ပုံတွေကဖျက်လို့မရဘူး။အဲ့ဒီဓာတ်ပုံတွေက ျွန်တော်တို့အခွင့်အရေးတစ်ခုနေနဲ့ခုနကကျွန်တော်ရှေ့နေနဲ့အစင်းမှုတို့ကကြည့်ခဲရတယ်ဆိုတော့ရဲကိုကျွန်တော်တို့ဒီအချိန်နေမှာပတ်စံထိုးရင်လည်းရဲမတက်နိုင်တော့ကျွန်တော်အဲ့လိုမြင်ပါတယ်ဟုတ်ကဲ့ဒါနောက်ဆုံးအနေနဲ့ပေါ့ဆရာဒီအစိုးရအစင်းမှုဆိုတာဒီနိုင်ငံကျော်အစိုးရတယောက်ဖြစ်တယ်အာသူ့ဟိုချစ်ခင်လေးစားတဲ့ဘေးသားတွေလည်းတော်တော်များတာပေါ့လေဆိုတော့သူတည်ဆုံမှုတွေနဲ့ပတ်သက်ပြီးတော့ဒါအာ ူတို့ရဲ့ဟိုလက်ခံနိုင်လောက်တဲ့အနေထားတစ်ခုပဲဖြစ်ဖြစ်သူမိသားစုဝင်ဒီရက်အခုကြုံတွေ့နေရတဲ့အခြေအနေပဲဖြစ်ဖြစ်ပေါ့ဒီဆရာတို့ဘက်ခြံကဗာများအတိပေးချင်တာများရှိလဲဗျဟုတ်ကဲ့ကျွန်တော်အတိပေးချင်တာကအခုတည်းကသူရဲ့မိဘသူရဲ့ညီမကဒီ trauma trauma အဆင်းရောက်သွားပြီ traumatize လို့ခေါ်တယ်ဒီစိတ်ဒဏ်ရာရသွားပြီဘာဖြစ်လို့လဲတယောက်ချင်းစီဆက်သွယ်လာပြီးတော့ PR ပေးတဲ့ social media ကနေတော့ရေးတဲ့အခါတခုမှ အများဖြစ်ကအမားနေဖြစ်နေတယ်အပြင်ခုနကသူ့ရဲ့စွဲအေးဆင်းမှုအင်မတန်ချစ်တော်သူ့ရည်စားကလည်းအခုဆိုရင်သူ့ကို24နှစ်တယောက်ထားနဲ့စောင့်ကြည့်ရပါပြီလေသူ့ကိုသူတက်တည်မှာဆိုလို့ဆိုတော့မိသားစုဝင်ကိုစားကျွန်တော်မြင့်တန်ရက်ခံတာကတော့ကျွန်တော်တို့ကအခုအမှန်တရားကို ရှာဖွေဖော်ထုတ်တက်တည်ပြခြင်းဖြစ်တဲ့ပရိသတ်တဦးချင်းရဲ့အလိုချင်သောရလတ်ကိုပေးနေတာမဟုတ်ပါဘူးအမှန်တရားကိုကျွန်တော်တို့ က်သစ်ပြခြင်းဖြစ်တယ်ဒီအမှန်တရားအရာဆိုရင်ခုနကကျွန်တော်သူ့ရဲ့တယ်လီဖုန်းမှာရှိသော data ဖုန်းမှာရှိသော data သူ့မိသားစုပြောသောအချက်အလက်ရဲတွေအချက်အလက်အရာဆိုရင်သူသည်စိတ်ပိုင်းဆိုင်ရာစိတ်ဓာတ်ကျတဲ့အပိုင်းရှိတယ်ခံစားမှုအင်တာခက်ခဲသောကိုယ်ရေးကိုယ်တော်ပြဿနာမိသားစုပြဿနာရှိတယ် ဘာလဲလို့ပြိတ္တတွေမေးချင်တယ်သို့တော်လည်းသူတို့ရဲ့ privacy မိသားစုရဲ့ privacy ကမိသားစုကမပြောချင်ဘူးအမှန်တမ်းပြောရင်ဒီအမှုကိုမိသားစုကမလုပ်ချင်ဘူးထားလိုက်တော့ပြီးပြီဘာမှမတူဘူးကျွန်တော်တို့ကဝင်ပြီးတော့ပြိတ္တတွေရဲ့ဒီ social media မှာဖြစ်နေသောပြဿနာကိုဖြေရှင်းဖို့ရကျွန်တော်ကတော်အားပေးလုံးလို့သာသူတို့ကခွင့်ပြုပြီးတော့ကျွန်တော်သွားချင်းဖြစ်တယ်ဒီအချိန်မှာသူရဲ့မိသားစုကသူရဲ့ညီမခုနမနေ့ကကျွန်တော်မေးကြည့်တယ်အဖေါ်လို့တော့တညာလုံးမအိပ်ဘူးတဲ့ သူ့အမိလည်းအခုတည်းကခံစားရတော့ပဲသူအဲ့ဒီ funeral လာချတဲ့အချိန်မှာလွတ်လွတ်လပ်လပ်ဝမ်းနဲ့ပိုင်ဝင်မရှိဘာဖြစ်လဲအနီးကသူ့ကိုဗီဒီယိုတွေလာရိုက်ကြတယ်အနီးကကိုအဲ့ဒီဗီဒီယိုတွေဟောစားပေါ့ online ပေါ်မှာတင်တော့ကိုသားအတွက်ကိုပူဆွေးတော့မှလွတ်လပ်မှုမရှိတော့ဘူးအခုဆိုရင်အဲ့ဒီမိအစား social media အကြောင်းသူရညီမလည်းအလုတ်ကောင်းကောင်းမလုပ်နိုင်ဘူးညီမကျွန်တော်သိတာတော့ဒီ အဘူဒါဘီမှာရှိတော့တယောက်ကလင်းမယ်အလုတ်လောက်တာလည်းမဖြတ်ဘူးဒီတယောက်ဆိုလုံးဝအလုတ်မလောက်တော့ခံစားမှုတော်တော်ရှိပါတယ်ဆိုတော့သူရဲ့မိသားစုတွေပြောပြချက်အရာဆိုရင်သူဒီခုနကလူအမည်မှာချက်ချင်းမေတ္တာအပြည့်နဲ့အမြဲတမ်းပြုံးရွှင်နေတော့သူဖြစ်တော်လဲသူ့မှာအင်တာမကြီးမားတော့ကိုကြီးကိုတာပြဿနာတစ်ခုမှကရှိနေပါတယ်